ိမ်ကဖုန်းလိုင်းတွေမီးတွေမရအောင်မရတဲ့အတွက်မမေနဲ့ပြောချင်ရင်ကျွန်တော်ကမက်ဆန်ဂျာနဲ့တူမတွေကိုအမေကလည်းအသက်ကြီးပြီဆိုတော့လိုင်းရမတုံ့နိုင်ဘူး83နှစ်ပေါ့ဟိုစာမင်းနဲ့စကားပြောရင်တစ်လတစ်ခေါက်ပေါ့ဘာလို့လဲဆိုတော့ကိုကလည်းအားခဲ့တယ်အားခဲ့တော့မမေအားတဲ့အချိန်နဲ့မင်းလိုင်းပေါ်ရှိတဲ့အချိန်နဲ့အဲ့လိုမျိုးတူမတွေနဲ့ဆက်သွယ်လုပ်ပြီးတော့မှတစ်လတစ်ခေါက်ပြင်းတော့လည်းကောင်းအဲ့လိုမျိုးနဲ့ဖုန်းလေးနဲ့ပြောရတာလိုလေသေးမရှိကြိုက်တဲ့နေရာမှာလူနောက်ပြီးတော့နည်းနည်းစမ်းပါရေးလေး တခုခုဖြစ်ခဲ့ရင်တော့အကောင်းဆုံးဈေးုံနဲ့လူလီသေးမရှိအောင်ထားခြင်းနဲ့အိတ်ဆန်ထားတော့ဒါပထမဦးစားပြီးတခါကြီးကျရင်အဲ့ဒီစင်ပေါ်မှာအဲ့လိုမျိုးပြောရင်လည်းမမေ့သတိရတာကိုကိုအားငယ်စိတ်တယ်တခြင်းဆိုမရအောင်ဒီငုံမိငုံမိရဆိုတော့အဲ့လိုတချို့ကတော့အဲ့လိုချူရယ်လို့ထင်ပါဘောနော်တကယ်တော့မဟုတ်ဘူးခံစားမှုနဲ့တိုက်ဆိုင်တခါလေးရဖြစ်တတ်တာဘော ခေါင်းဆောင်မင်းသားဆိုင်ရင်ဝယ်လို့စကားတာကျွန်တော်တို့သုံးဘွဲတော့အောင်မြင်စွာနဲ့ပြီးဆုံးသွားပြီပေါ့နော်အမိုးရဲရေတကယ်အမှတ်တရပါကျွန်တော်တို့အိနေလာရောက်ကြည့်ရှုတဲ့သူတွေရောကျွန်တော်ဟောဇတ်သူဇတာတွေရောအလုံးအမှတ်တရဖြစ်မယ်လို့ထင်မိပါတယ်တောင်းတကုံပေါ့နော်တောင်းတကုံကမိုးရဲလေကမယ်ဆိုတော့ပွဲစားထွက်မယ်ဆယ်နာရီချိန်မှာကွက်တီပဲရွာချလိုက်တယ်ပထမညတွေမဆိုးမဆိုးဘူးပေါ့နော်နောက်ဆုံးညကျတော့ဆရာမိုးလေးဝသားလည်းကောင်းတယ်ဒါလေးဆိုးလိုက်တော့ဆိုတော့တချင်းလေးတိုက်ရော ရွာလဲရွာချာအားလုံးရည်ရှင်းနေခြင်းဆရာလဲပြောပါတယ်အဲ့လိုအတိတ်နမိတ်ပေါ့နော်အဲ့တချင်းတချင်းဆိုလဲတချင်းအတိတ်နမိတ်မိုးသက်လေးနေဆိုတဲ့အတွက်ဒါမိုးရွာတယ်ပေါ့နော်နောက်ပြီးတော့အဲ့ပွဲမတိုင်ခင်မှာလဲအဲ့ရှိမှာကျွန်တော်တို့31တိနေ့ကကျွန်တော်တို့မုံတိုင်းနဲ့ဆိုတော့ပွဲရရွှေ့ပြီးတော့ထက်ကတာပေါ့နော်ပွဲမကခင်ညာပေါ့နော်ကျွန်တော်ရဲ့ခေါင်းစီကျွန်တော်ပုံရှင်မှာနန်းတော်ကြီးရှောက်ဖြတ်သွားတယ်ပေါ့နော်နှစ်ပုံလုံး အဲဆိုတော့မိုးရွာတဲ့အတိတ်နမိတ်ရှိတယ်လို့ကျွန်တော်တို့နန်းတော်ကြားဆိုတာလဲမိုးရဲ့ဘယင်ပေါ့အဲဆိုတော့တာလီစိတ်တမကြနဲ့ဘလိုပဲဖြစ်ဖြစ်ဘာလို့လဲဆိုတော့တကယ်တမ်းစိတ်တကြနေစိတ်တကြနေပြီဆိုတာအဲ့တောင်တုံ90မှာကဘော31တင်းနဲ့3ညလုံးကျွန်တော်တို့ကမကဘဲနဲ့အကုန်လုံးယူနောက်ဆွဲချလိုက်ရနောက်ဆွဲချရတဲ့အတွက်စိတ်ကအဲ့မှာတွေကကြနေစိတ်တကြနေတဲ့အချိန်မှာမှဒီတတိယညပါထပ်ရွာတော့ဟိုကအောင်မြင်နေလဲဒီဘွဲရလဲမပြီးဆုံးသွားပြန်ဘူးဆိုဆရာစိတ်တကြနေတယ် ဒါလေးစိတ်ရမကြနဲ့မင်းရဲ့ပုံပေါ်မှာနန်းတော်ကြဖြတ်ထားတယ်ဒီအတိတ်နမိတ်တိုင်းဆိုငါတို့ကဘလိုပဲဖြစ်အောင်မြင်ပါဒါလေးကြိုးစားဖို့ပဲအတ္တိကဆိုရနဲ့အားရလည်းအရင်ရှိတယ်ပေါ့နော်မိုးတဲ့တွေနဲ့ကြောင့်မိုးရတယ်ဆိုနန်းတော်ကြကျွန်တော်စမ်းရင်မအောင်မြင်ဘူးလို့ယုံကြည်ပါတယ်ဆရာလေးတိုင်းပဲပြောပါတယ်ဟုတ်ကာမစီးနိုင်တယ်ဟုတ်အဲစမ်းရင်မိုးကကာမစီးရလည်းကိစ္စမရှိဘူးလိုင်းကနေလည်းသွားလို့ရတယ်အတ္တိကတော့အပိရပြိတ္တကချစ်တယ် နောက်ပြီးတော့ဆရာဂျေဇူးနောက်ပြီးတော့မိဘဂျေဇူးကိုကောင်းကောင်းမွန်မွန်နဲ့ဒေလီမမာနဲ့ဆက်နိုင်ရင်ဒါကျွန်တော်ရဲ့ PT ကျွန်တော်ရဲ့ကားတွေပဲဘောနော်ကားတွေအများကြီးစီးရတဲ့ပုံအားရှိတယ်။လိုင်ကစီးလာပေါ့။လိုင်ကားဆိုတာကဒီမြို့တဲတော့တစီစီးတာပေါ့ကျွန်တော်တို့နေတွေထွက်လို့ကြရင်ကျွန်တော်တို့ဆက်ကားနဲ့လည်းမလိုက်တဲ့အတွက်ကျွန်တော်ကမြန်အောင်လို့ပါလို့ဆိုလိုင်ကားစီးသွားတယ်။အမကူရပြန်လာရင်လည်းအဲ့လိုမျိုးပေါ့။နေဝေးလိုင်ကားတွေအဲ့လိုဘလောက်တိလေးလာလဲပထမတည်းကဆရာကအရင်ကလွန်ခဲ့တဲ့၄နှစ်လောက်တည်းကခေါ်တယ်။တားလေးလာပါလားအသက်ရွယ်လေးကြီးပြီ။အားနဲ့ အိမ်ကလည်းမလွတ်ဘူးစိတ်မချလို့ပေါ့နော်အာဒီကတော့ကကျင်တာတော့ကြာပြီအိမ်ကမလွတ်လို့ဆရာလည်းခေါ်တယ်နောက်ကျတော့နှစ်နှစ်မြောက်လောက်ကျတော့မန်လေးရောက်တာနဲ့အာညီလေးအောင်ပြမတက်ကလည်းကိုကြီးမကကျင်လဲဒီမှာတချင်းလေးအဆိုးလေးပါလေလို့ကိုကြီးစိတ်ကြိုက်လို့အဲ့လိုလွတ်လပ်ခွင့်ပေးတာစိတ်ကြိုက်လို့စိတ်ကြိုက်လို့ပြီးတော့နေဆရာရှိမှနေပညာတွေပါတွေသင်အဆိုးတွေပါတွေသင်ဆိုတော့ ਨੇ ကျွန်တော်ရောက်လာရောက်လာပြီးတော့တနေ့ကတော့ကျွန်တော်ညီမလေးအေးမြဖြူလို့ ਨੇ အဖွဲ့တွေ ਨੇ ကျွန်တော်တိုင်းကလို့တချင်းဆိုရဲပေါ့နော် ဒီနေ့ရောက်တော့ဆရာသက်တည်းလဲကြည့်ပြီးမင်းမင်းသားလေးတော့မင်းသားလေးဆိုင်းရင်ခေါင်းဆောင်မင်းသားဆိုင်းရင်မို့လို့တော့ဖြစ်အောင်တော့3လလောက်ကပါသားရယ်အဲစိတ်မချမ်းသာရင်လည်းမင်း3လလောက်ကပြီးမကနဲ့တော့အဆရာအဲ့ချော့ပြီးတော့ဘာလုပ်တာပေါ့ဆရာလည်းဖြစ်စေချင်တာအဲ့နဲ့ဟုတ်ဆရာလို့အတိတ်ကတော့ကိုကအားမရှိတာအားမရှိတယ်ဆိုတော့နောက်ခံ background မျိုးမျိုးအားဖြင့်လည်းကျွန်တော်မရှိငွေအားဖြင့်လည်းမရှိတော့အားငယ်မှုနဲ့ငါပြည့်စုံမှလုပ်မယ်ဆိုရက်စိတ်ကူးနဲ့ကိုကတော့လောက်တာတော့လောက်ချင်တာပေါ့ဒါမှလည်းပြည့်စုံမှုစောင့်ရင်းနဲ့ ဆရာလည်းအသက်တွေကြီးသွားပြီငါတို့လည်းရှိတာပဲဝန်းရံပေးမယ်ဆိုတဲ့စိတ်နဲ့ဆရာအိမ်တိုင်းအားပေးတယ်ပေါ့နော်အားပေးတယ်နဲ့ကျွန်တော်ဒီနှစ်ကိုစပြီးတော့ကပြေးလိုက်တယ်ဒါပေမဲ့မတင်မှတ်ထားပဲနဲ့အားပေးမှုကအများကြီးဆိုတော့၃လလောက်နဲ့မရဘူး၃နှစ်လောက်နဲ့လည်းမရတော့အများကြီးပြိတက်ကိုကပြရတော့အိမ်ကဖုန်းလိုင်းတွေမီးတွေမရဘူးမရတဲ့အတွက်မမေနဲ့ပြောချင်ရင်ကျွန်တော်ကမက်ဆေ့ချာနဲ့တူမတွေကိုအမေကလည်းအသက်ကြီးပြီဆိုတော့လိုင်းရမသုံးတော့ဘူး83နှစ်ပါ 83နှစ်ကျွန်တော်အငယ်ဆုံးမောင်နှမ6ယောက်မှာအငယ်ဆုံးအဲ့ဒါဆိုတော့ဟိုစာမင်းရဲ့စကားပြောရင်တလားတစ်ခေါက်ပေါ့ဘာလို့လဲဆိုတော့ကိုကလည်းအားခဲ့တယ်အားခဲ့တော့မမီအားတဲ့အချိန်နဲ့မိလိုင်းပေါ်ရှိတဲ့အချိန်နဲ့အဲ့လိုတူမတွေနဲ့ဆက်သွယ်လုပ်ပြီးတော့မှတလားတစ်ခေါက်ပြင်းတော့လကောက်အဲ့လိုမျိုးနဲ့ဖုန်းလေးနဲ့ပြောရတာအေးလိုင်းပေါ်ကနေလိုင်းပေါ်ကနေပြောတယ်အမ်တခါကြီးကျရင်ကိုကတဲ့ဗီဒီယိုလေးတွေကိုအေး ကိုတူမာလေးတွေကိုဗီဒီယိုလေးပို့ပေးအမေကိုပြလိုက်အောင်အဲ့လိုမျိုးနဲ့ပဲဆက်သွယ်ရတယ်ဒီလိုဖြစ်မယ်လို့လည်းမထင်တာဘူးအရင်တည်းကရင်ချင်းတက်တော့မတက်ခိုင်းဘူးဘာလို့လဲဆိုတော့အဲမိသားကလည်းရှင်းပြရရင်ဘယ်လိုလဲသမင်းနဲ့မောင်မစားရဘူးပေါ့ငငပြပြနဲ့နေရမှာဒါဘီဒီတက်ပြီးတော့လေရန်ပြအထက်တည်းကကြောင်းစရာလုံးအဲ့ဆိုမရဘူးတရားလဲကမယ်ဆိုတော့အနောက်ဆုံးတော့မိမိနဲ့ပြပြတားမရတော့အေးသားလေးတက်ချင်လဲတက်ဆိုပြီးတော့ခွင်ပေးလိုက်တယ်ခွင်ပေးလိုက်ပြီးတော့ တဆင့်ရင်တက်လန်းတာပေါ့ရေမင်းသားဘောကရေမင်းသားဘောကနေပြီးတော့လက်ထောက်မင်းသားလက်ထောက်မင်းသားနဲ့အခုကတော့ခေါင်းဆောင်မင်းသားအဲဆိုတော့အင်းကတော့ပီတိဖြစ်တာပေါ့မေရပညာတော်အောင်ကြိုးစားမယ်ဆိုတဲ့ခံမြင့်စိတ်နဲ့ပဲလို့မစင်အားလုံးပြည့်စုံနေဒီပညာပိုင်းမှာကိုကကြိုးစားခြင်းမကြိုးစားမှာတော့ပစ္စည်းတွေရှိတာပဲဒီလောက်လေးလုံပြိတက်ကလည်းလက်ခံနေပြီဆိုတော့အဲတွေးကြည့်တာပေါ့ဒီလောက်လှုပ်ခြင်းမလှုပ်မှာအခုကျတော့ကိုကငွေအားပစ္စည်းအားမတောင့်တဲ့အတွက်ငါဒီပညာကိုကြိုးစားမှရမယ်ငါဘက်က ဒီပစ္စည်းပိုင်းတွေမပြည့်စုံတော့ပါငွေအားမပြည့်စုံတော့ငါပညာပိုင်းကိုလာပြီးတော့ပြည့်တတ်ကြည့်အပြည့်အဝချပြနိုင်အောင်ကြိုးစားမယ်အဲမြန်မာမှုအားလုံးမပြည့်စုံတော့ငါပိုင်နိုင်အောင်ကြိုးစားမယ်စတိတ်ရှိုးပိုင်းလည်းပိုင်နိုင်အောင်ကြိုးစားမယ်အားလုံးတညတာလုံးပိုင်နိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်နဲ့ပိုကြိုးစားပြည့်တယ်အဲ့ဒီတွေအဆိုးတွေကအကောင်းပေါ့နော်မပြည့်စုံမယ်မပြည့်စုံတော့ဟိုအခန့်မြင်းပြီးတော့ပိုကြိုးစားပြည့်တယ်အဲ့လိုမျိုးတော့ရှိတာပါဒါပေမဲ့လည်းအရန်လုံးကတော့မကြည့်ပါဘူးသူ့ ကံတရားရပေးလာပြီဆိုတော့ဒါအချိန်တိုင်တော့သူကရောက်ရှိလာတာပဲဒီကောင်းဆောင်မင်းသားတယောက်ရလို့လည်းမမျောလင်းတော့ဒါပေမဲ့လည်းသူအချိန်နဲ့အခါနဲ့ရောက်လာပြီဆိုတော့ဘယ်ရာမှနေလို့မရပါဘူးမိဘတွေကကျွန်တော်တို့ကတာမျိုးနဲ့ငါးတက်လေးရွာကတက်ရလန်းလည်းမရှိဘူးအရင်တော့မီးရခုကမီးလည်းမရဖုန်းလိုင်းလည်းမရဘူးနာနဲ့လိုင်းလည်းမရတော့နာနဲ့သုံးညင်သူကလိုင်းမီးတဲ့နေကိုသွားပြီးသုံးတာပိုလာအောင်လို့တော့ပြောတာမို့အေးတခါကြီးကျရင်အဲ့ဒါစင်ပေါ်မှာအဲ့လိုမျိုးပြောရင်လည်းမမေ့သတိရတာကိုကိုအငငယ်စိတ်တယ် တချင်းဆိုမရအောင်ဒီငုံမိငုံမိရဲဆိုတာအဲ့လိုတချို့ကတော့အဲ့လိုချူတယ်လို့ထင်ပါဘောနော်တကယ်တော့မဟုတ်ဘူးခံစားမှုနဲ့တိုက်ဆိုင်တခါလေးရဖြစ်တတ်တာဘောအဲမမေ့ကိုအတိကတော့မမေ့ကိုလွမ်းတာဘောအဲမမေ့တောက်တဲ့ဆင်ပြေပါမလားနောက်ပြီးတော့ပြည်စုံအောင်ထားခြင်းနဲ့အဲ့လိုလူအာငွေကိုပတ်စံမကြည့်ပဲနဲ့အမေလူကျင်တဲ့နေရာလူစားခြင်းတဲ့နေရာစားသွားခြင်းနဲ့အဲ့လိုမျိုးထားခြင်းနဲ့ထားတဲ့နေအစင်တရားအောင်လို့လေချူစားမှာတခုခုမမေ့ ဆုံးမသွားပြီးမှကိုကအောင်မြင်လို့ကြံတာယူကျုံမရပဲအောင်မြင်တာမမေ့မမြင်တာအခုဆိုရင်ယူကျုံမရဖြစ်တာဖေဖေကမင်းသားဖြစ်သွားတာတော့မှမမြင်လိုက်ရအောင်ကျွန်တော်တက်ကတူနောက်ဆုံးနေ့မှာဆုံးသွားတယ်ကောင်းဆောင်မှန်တယ်မကြည့်ဘူးမကြည့်ဘူးအေး MRT ဖုန်းမှာဆရာနဲ့လင်္ကာတီဘအော်ကက်စထရာနှစ်ပါးဆိုရိုက်တယ်ဟိုတနေ့ကလွင်တော့ဆက်အမီးဆက်နိုးပြီးတော့ကြည်တယ်ကြည်ပြီးတော့ရွာသူရွာသားတွေလာမုံကျွေးမယ်အဲသူသားကိုကြည်ဖို့အတွက်အဲ့လိုပီတီပေါ့အဲ့လိုအလုံးအဲ့လိုဗီဒီယိုတစ်ပုဒ်ဆိုလဲသူ့တက်ပလက်တွေထည့်ပေးတာရယ် အဲ့ဘေးနားလူတွေနားကြီးအောင်ကိုမကြည့်တာအဲ့လိုတနေ့ခေါက်30လားအဲ့ဗီဒီယိုလေးခေါက်30ကြည့်ဖဖွားကြီးတွေလွတ်မရသေးဘူးလားဒီအောင်ပဲကြည့်အဲ့လူကျင်တာပေါ့ဒါပေမဲ့လန်ကီအချိန်ကြီးကမမေ့ဘူးလေခေါ်လို့အဆင်မပြေသေးဘူးကျွန်တော်လည်းတွားလို့အဆင်မပြေသေးတဲ့အချိန်ကြီးဆိုတော့အခုချိန်တော့တရားနေပြောချင်ပါမမေ့ဘူးခဏတာလေးတော့သိခံအောင်ပေါ့ဒါကြောင့်လည်းကျမကြီးပဲကြီးဆိုင်ပါလို့မမေ့ပြောချင်တိတ်ပြီးတော့အဲ့လိုမျိုးစိတ်သူကလည်းစိတ်ပူတာပဲမမေ့ရလဲဒါကလည်းစိတ်ပူတယ်ဒါပေမဲ့လည်း အဲနေသူနေသားအယူခံနေပြောချိုးချိုးနွဲ့နွဲ့ရမပြောမမေ့နေကောင်းလားအလွမ်းတာတော့တူးနဲ့တူးရင်မထဲမှာတော့လွမ်းရတာတော့ဖုန်းပြောပြီးဆိုရင်3မိနစ်ထဲမှာပို့မပြောရကြလားလေညာယူခံနေအေးသားနေကောင်းနေစမ်းမယူဆိုင်အဆင်ပြေလားသားလည်းအဆင်ပြေလားတောင်းနေပြီးပါပြောတဲ့စကားမရှိဘူးမင်းနဲ့မတည့်ရတာ3နှစ်ကျော်လောက်ရှိပြီပေါ့နော်အဲမမေ့ချက်ကျူးတဲ့ဟင်းလေးတော့စားချစ်တယ်မမေ့ချက်တဲ့ဟင်းဆိုအကုန်လုံးကြိုက်တယ်မမေ့လက်ရပေါ့လို့ဒီကဟင်းဆိုတော့မမေ့လက်ရအောင်လွမ်းတယ် ဘယ်ရမှာတော့နောင်နာရတာမျိုးတော့မရှိဘူး။ဒါပေမဲ့လည်းအဲ့လိုမျိုးမမေနဲ့ဘလို့နီးနိုင်မလဲပေါ့နော်။အာကိုကအောင်မြင်တဲ့မင်းသားဖြစ်တော့မမေကိုတင်အောင်တင်ရထားနိုင်မယ်။အဲ့ဒီအတွက်ဒီလှုပ်လိုက်တဲ့အလုပ်ပေါ်မှာတော့ဘယ်အလုပ်မှမနောင်နာမရဘူး။ဒီအလုပ်ကိုအကောင်းဆုံးကြော်ဖြတ်မယ်။အကောင်းဆုံးအောင်မြင်အောင်လုပ်။ဟုတ်တယ်မူအပြည့်နဲ့ဆိုရတဲ့တကယ်လွမ်းသွားတာလွမ်းပြီးတော့အငိုခဲပါတယ်။အဲ့လိုမျိုးဆရာဆုံးအဲ့လိုမင်းနည်းမငိုချင်တော့ဟန်ဆောင်မဆောင်လေးကိုဟန်ဆောင်မဆောင်လေးမငိုရဘူး။ ြက်ဆက်မှာတော့မုသွေးမှုလေအဲ့နှပါးတွေမှာငိုလို့နောက်ပြီးတော့ခဏနဲ့လည်းမငိုချင်မငိုချင်ဘူးဆိုတာအဲ့နှပါးချင်ဆိုတော့တကယ်ပြုံမြူရတဲ့အချိန်ပြုံမြူရတဲ့အချိန်မှာအငိုတွေမပေးနိုင်ဘူးနောက်နေ့အဲ့ကျွန်တော်ဝီလက်အဖွဲတွေမမီများအဖွဲတွေကမငိုပါနဲ့တားရယ်မငိုပါနဲ့အကူရယ်အကူငူရသမီးတို့ပုံငိုနေတယ်အောက်မှာမလို့နှလုံးနဲ့အောက်မှာမခံစားနိုင်ဘူးဆိုတော့အဲ့လိုမျိုးမမီလည်းကျမ်းမာရေးကြိုက်ပါမမီအတွက်ကောဆရာအတွက်ကော အားပေးကြတဲ့မိသားစုဝင်များအတွက်ကိုကျွန်တော်ဒီထက်တစ်ဆင့်နဲ့တစ်ဆင့်ပုံမကောင်းမွန်ပုံမတော်အောင်တပွဲတစ်ပွဲပို့တော်အောင်ပုံကောင်းမွန်အောင်တပွဲနဲ့တပွဲကြီးရှိရတာမတူအောင်လို့ကျွန်တော်စမ်းရင်မို့ကြိုးစားတော့ပါမယ်ဒါကြောင့်မလို့အားပေးလဲပါအောင်လို့အားလုံးပြောချင်ပါတယ်လိုလေသေးမရှိကြိုက်တဲ့နေရာမှာလူနောက်ပြီးတော့နည်းနည်းစမ်းပါရေးလေးတခုခုဖြစ်ခဲ့ရင်တော့အကောင်းဆုံးဈေးရုံနဲ့လိုလေသေးမရှိအောင်ထားခြင်းနဲ့အဲ့ဆန္ဒကတော့ဒါ ဘယ်မှာဦးစားပြီးကျန်တဲ့ကားတွေဘာတွေကအဲ့ဆန္ဒတွေကနောက်မှာအရှိလဲရတယ်မရှိလဲရတယ်အတိကတော့မမေကိုပတ်စံတွေအများကြီးပို့ပေးနိုင်မယ်မမေလိုအပ်တာတွေသုံးနိုင်မမေလူကျင်တဲ့နေရာတွေလူနိုင်မယ်နောက်ပြီးတော့ကျမ်းမာရေးတစ်ခုဖြစ်ခဲ့ရင်တော့မှစေယုံကောင်းသားကြီးမှာထားနိုင်မယ်ဆိုရင်ကျွန်တော်စိုင်းဟိုကအရင်ပဲပျော်ရှင်ပြီးတော့မမေပေးခဲ့တဲ့မမေနဲ့ဖေဖေပေးခဲ့တဲ့နာမည်အတန်းဆုံးထွေး ဒါကဆိုင်းရမိုးစရာကိုကြီးကိုဆမ်းမင်းနဲ့မှာကဒါလက်ထောက်ရေးမင်းသားအနေနဲ့ကရတာအဲ့ထဲမှာကိုကြီးကိုဆမ်းမင်းကမျက်မျက်နာလေးကအေဂျင့်နေတာပဲလာကြည့်ပြိတ္တလည်းအေဂျင့်အောင်ဆမ်းရီစီးစင်းတဲ့ဆမ်းရီပေါ်ကြတဲ့မိုးဆက်လေးဆမ်းရီမိုးဆိုပြီးလိုက်ဆိုကိုကြီးကိုဆမ်းမင်းကပြီးတယ်